။ဟုတ်ခင်ဗျားတို့ဒီထွန်းတက်ပွဲလုပ်ပြီးဝင်ထွဝင်ထွန်းရက်တဲ့လဲမြေခင်ဗျားတို့ပိုင်ဆိုင်တဲ့လဲမြေပြည်သာအမိပေါက်တွေဟုတ်ရဲ့လား။ဟုတ်ပါဘူး။ခဏခုနှစ်ကတည်းကတင်သွားတာလေ။ကျွန်တော်90 90ပါဗျာ။ကိုယ်တည်းကိုယ်ငါဘယ်ကုမ္ပဏီကတင်တာလဲ။ကျွန်တော်ကုမ္ပဏီပေါက်ပါဗျာ။ကျွန်တော်ပုဂ္ဂိကပုဂ္ဂိကတယောက်တည်းဆိုဘယ်သူလဲနာမည်။ကိုကောင်ကိုကောင်။ဟောဘလို့ပြောပြီးသူကတင်သွားတာလဲ။ကျွန်တော်တို့ဒါတာဝန်မကြည့်ဘူးတင်းနာကရာကပါရာကဟောတင်းပြီးတော့အခုဘသူ့ကိုပေးလောက်ထားတယ်ဆိုတာကိုဝင်းတော်ကိုပေးပါဩ ူကမှအစင်းစင်းငားရန်စားတော့နေတာပေါ့ဟုတ်ကဲ့တို့လို့တော့တို့ရဲတွေပါလေလာပြီးတော့လက်နက်တွေပါနဲ့ချင်းချောက်တာတားမြစ်တာရှိတာရှိတယ်လို့မကြည့်ဘူးကျွန်တော်ဖမ်းမယ်တရားစွဲမှုတော့တို့တရားဆွဲမယ်လို့တင်းတော့လွှင့်နေလူစီတော့မရဘူးတင်းကလွှင့်လာနှစ်90ရှိပြီဟုတ်ကဲ့အဲ့လိုပဲပြည်သူလူထုကနော်နှစ်90ကျွန်တော်ဥစ္စာဥစိုးနိုင်မို့ကျွန်တော်ဥစ္စာလက်ရလောက်တာ အဲ့ဒါလေရန်လုတ်သားကိုကောင်းတက်ပြီးတော့လေသမားအဲ့တော့ဘယ်နှုတ်ပါလဲတော့မသိဘူးခုနကတော့အဲ့တော့ကျွန်တော်ပြောမယ်ခင်ဗျားတို့စုစုစည်းစည်းနဲ့စင်ရတော့လေသမားဘွားတူတွေညင်ညစ်ဖို့လိုတယ်ဟုတ်ကဲ့ကျွန်တော်ပြောသလိုပဲကိုပိုင်တဲ့ပစ္စည်းကိုခိုးခံသွားတာကို ပြန်တွေ့လို့ပြန်ယူလာဟုတ်ကဲ့နော်ကိုဘက်ကပိုင်ဆိုင်မှုထောက်ထားရှိတယ်ကိုမီယိုဖလာဘိုးစင်ပေါ်ဆက်လှုပ်လာလေမြေလည်းဖြစ်တယ်ဆိုရင်ပြန်လဲ ရယူဖို့ကြိုးစားဟုတ်ကြိုးစားတဲ့ခါမှာတူးတဲ့တစ်ဖွဲ့တဲ့တယောက်တည်းမလုပ်ကြနိုင်တော့အားလုံးဘေးနံလေတဲ့အကုန်စုစည်းပြီးတော့ကျွန်တော်ပြောဆိုမဲနိုင်လိုက်မဲနိုင်ပြီးနံပါတ်1ကြတဲ့လူဟာဝိုင်းဝန်းထုံရက်ပြီးနော်ညညလို့နော်တော်တော်လေးကြုံလို့လည်းပြောလာခင်ဗျားတို့တွေတိုးတက်ဖို့အများကြီးလိုသေးတယ်နော်ဦးကြီးကမျိုးသမီးတွေရောမျိုးသားတွေရောကွန်တဝါဝါနဲ့ဟုတ်ဟမ်အဲ့ကွန်မိုးတွေစားကျွန်တော်ရံမုံငွေထည့်ပါလားဟဲ့ခင်ဗျားတို့ရှိလာဖို့ဈေးတွေကျုပ်မနေ့ဖြစ်ညစ်ပြီးတော့ကျုပ်တို့လာတာခင်ဗျားတို့အလားအကုန်းတွေဝိုင်းထွေးပြနေတယ်ဟမ်ဟုတ်ရဲ့ ကျွန်တော်တို့ကွန်စာဆလေးတော့ရက်တော့မဲ့ဟာတွေရံမုံငွေထက်ပါလားမထက်ရင်လည်းခမတို့ကိုသားသမီးတွေပညာရေးသုံးချပါလားဟုတ်ပါဘူးเนาะအဲတော့ပြီးတော့ကျွန်တော်တို့ခေါ်တွေ့တယ်ဒါလာသေးခြင်းလည်းဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်အဲ့ကျေးရွာမှာရက်ဆိုင်မရှိတဲ့ရွာကွန်ရစားတဲ့လူမရှိတဲ့ရွာကျွန်တော်ဥသာပေးမှာပဲကွန်ပျူတာသင်တန်းမဲ့ဖွင့်ဖွင့်စာကြည့်တယ်ပဲဖွင့်ဖွင့်เนาะဟုတ်ပါအေးခမတို့ကိုခမတို့ကိုကိုထိမ့်သိမ့်ပြီးတော့တိုးတက်ဖို့အစင်းသိဖြစ်နေတဲ့ကျေးရွာကိုဥသာပေးမှာပဲပြီးမှာဥလိမျိုးစင်းကငါတို့ရွာမလာဘူးဆိုတာကိုကကိုကိုရွာကိုကကိုပြန်ကြည့်ရက်ဆိုင်တွေပေါ်ကျသောချင်းဖြစ်နေလားရွာသားတွေအကုန်လုံးကကွန်ဝါနေသလား အချိန်ဖြိုးပြီးတော့တန်းတုတ်ပြီးတော့ဟလာတွေ့တွေ့တွေ့ရလေးပဲအတင်းပြောနေတာကိုယ့်ကိုစဉ်းစားနော်အဲ့တော့ခင်ဗျားတို့တိုးတက်ခြင်းခင်ဗျားတို့ကိုယ့်ကိုအစပြင်သားသမီးပညာရေးဦးစားပေးအခုဒါထွန်းထွန်းတိုက်ပွဲရတာလုံးတင်လုံးတက်တယ်ထင်လို့ခင်ဗျားတို့လုံးကြတာခင်ဗျားတို့ဆန္ဒနဲ့ခင်ဗျားတို့လုံးဖို့ကျွန်တော်တို့ကအချက်ပေးဖို့မပေးတာဟုတ်ကဲ့ခင်ဗျားတို့မြည်လေဟုတ်ကဲ့ဟုတ်ကျွန်တော်မြည်မှမဟုတ်တာယူဟုတ်ကဲ့နော်အဲ့တော့ကိုယ့်မြည်ကိုပြန်ရယူတာဘိုးကြောင့်ဆန်းခေတုံးကဖြစ်ခဲ့ပြောခဲ့တဲ့မိကွန်းတခုကြားဘူးလားမှတ်မိလားမသိဘူးဘိုးကျုပ်ကပြောခဲ့တယ်သူ့ချီကဘောပင်တခုကိုဘောပင်တစ်ချောင်းကိုဟိုတခြားတစ်ယောက်ကယူသွားတယ် ြန်တောင်းတယ်ဟဲ့ငါဘောပင်ပြန်ပေးမပေးဘူးမပြီးတော့လူယူတယ်ကွာသူသူကနိုင်ငံသားတိုက်အိတ်ထဲကဘောပင်သူဆွဲလို့တော့အိပြဲသွားတာဟုတ်ကြာဘူးမှာပါခင်ဗျားတို့အဲ့လိုပဲဥပမာခင်ဗျားတို့ပိုင်ဆိုင်တဲ့ဟာကိုမတရားသူတို့ကလူသိမ့်ထားခင်ဗျားတို့အေးစီပြန်တောင်းတယ်မပေးဘူးပြန်လူယူရတယ်ဥပဒေကြောင်းချင်းအရဆက်လက်ရှင်းတဲ့ခါမှာအားလုံးညီတူဒန်းလူသားရင်ဆိုင်ပါဘာလို့လဲထုံထုံတိုက်ပွဲထုံတဲ့လူခေါင်းဆောင်မှုလို့တယောက်တည်းလာပိုင်မလိုက်နဲ့အကုန်လိုက်ဟုတ်ပါဘူးနော် ကျွန်မနေ့50လုံးထုံး50လုံးလိုက်သွားဟုတ်ကဲ့ဟုတ်ကဲ့ဖမ်းရင်အကုန်ဖမ်းမှာတယောက်တည်းဆိုဖမ်းမခံဘူးလို့ဘာလို့လဲဆိုတော့ခေါင်းကောင်မရှိဘူးဒါအားလုံးအတွက်အလုပ်လုပ်တာဟုတ်ကဲ့ကိုယ့်လေကိုယ့်ရာမှာကိုယ့်ကိုယ်ရိုးသားသားထွန်ရိုက်ပြီးတော့နိုင်ငံရဲ့ဝန်စာစပကြီးပြည့်ဖို့အတွက်တာဝန်သိတဲ့နိုင်ငံသားတောင်သူလယ်သမားကြီးတွေနေတာဝန်ကြီးအောင်ထမ်းဆောင်နေတာအစိုးရတိကဲဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရည်မှန်းချက်ကိုခင်ဗျားတို့ကတစ်ပိုင်းတစ်ပိုင်းထမ်းဆောင်တဲ့လူတွေဖြစ်တယ် မတရားသိမ်းဆီးသွားတဲ့လူတွေဘက်ကဖြည့်ရှင်းပေးဖို့ပြန်လဲရတောင်သူလဲသမားတွေလက်ကိုပြန်လဲလွှဲပြောင်းပေးဖို့လှုပ်ဆောင်ပေးရမယ်တာဝန်ရှိသူတွေကအဲ့လိုမတရားတဲ့ဘက်ကဖက်လိုက်မယ်ဆိုရင်သူတို့လည်းကျွန်တော်တို့ကဥပဒေဟလာဒီဆုံးအုပ်ချုပ်ရေးဘက်သားလို့ကျွန်တော်အတိအမှန်မပြုတ်နိုင်ဘူးเนาะအဲ့တော့ခင်ဗျားညီညီညွတ်ရှိအောင်လုပ်ပါကိုကိုကိုသူတို့ရဲ့လက်ညှိုးထိုးမခံအောင်အစစရရ နေပါနော်လက်အကျန်းဖက်မှုလုံးဝမလုပ်ပါနဲ့ဟုတ်ပါဆဲဆိုရန်ရန်ရန်ပြခြင်းကိုယ့်ဘက်ကလုံးဝမလုပ်ပါနဲ့ညင်ညွတ်ညွတ်စီစီလုံးလုံးနဲ့နေပါနော်ရုံးတင်နေဆိုရင်လည်းတရားစွဲလည်းအတော့အကုန်လုံးသွားမယ်ရဲ့တရားထဲကိုချိန်သတင်းမီဒီယာနဲ့အကုန်လုံးပြောလုပ်ပါနော်သူသမီးဒီတမကကောင်းဆောင်ဦးသိန်းဝင်းတို့နဲ့နော်အများနဲ့ချိန်ဆက်ပြီးတော့လုပ်လို့ပါကျွန်တော်တို့ကြီးပဲကျွန်တော်တို့မလုပ်နဲ့နော်ဟုတ်ပြီနော်အခုလက်ရှိကတော့တို့ဘက်ကလာဖမ်းတာလို့လက်ထိပ်ပြတော့မရှိသေးဘူးမဟုတ်လားမရှိသေးဘူးကဲအဲ့ဒါအောင်တာပဲဟုတ်ပါနော်အဆက်လုပ်ပါနော်ဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီဟာအဆုံးသက်တိုက်ပွဲ နောက်ဆုံးနေ့ဒီနေ့ပဲဟလားရအောင်မြင်တော့နောက်နေ့ဒီမှာခင်ဗျားတို့ဘိုးစင်ပေါင်ဆက်အတွက်ပိုင်ဆိုင်မှုထောက်ထားတွေအတွက်ဥပဒေပါလွယ်ရွှင်းချော်နေတဲ့အခြေအနေတွေအတွက်ပြင်ဆင်စရာတွေဖြစ်လာလိမ့်မယ်နော်အဲ့ဦးသိမ်းမင်းပါမှာမလို့ပြောဒီမှာတော့ကျွန်တော်ကလေယာဉ်ကိစ္စတော့မပြောတော့ပါဘူးဆိုတော့ဒီနေ့တော့ပြောပြပါနော်ကျွန်တော်ပြောချင်တာကခင်ဗျားတို့ရွာမှာကျွန်တော်တို့ဒီမှာသူအကြရင်တပတ်အတွင်းထဲမှာပဲကွန်ပျူတာတန်တန်းကျွန်တော်တို့အခမဲ့တင်ပါပါနော်ဘုန်းကြီးမျိုးစင်ရဲ့ တန်ဖိုးကူညီမှုတွေပါပဲเนาะသူလည်းသိမှာပါကျွန်တော်ညီမကျွန်တော်တို့တောင်းခံပြီးတော့အဲ့တော့ခင်ဗျားတို့ဒီကနေ့နေပြီးတော့ကျွန်တော်တို့ခွန်တန်းရှစ်တန်း900တန်းပေါ့ခွဲရတယ်ဟုတ်ကဲ့အခုလိုရွာလေးမှာအခုလိုကလေးလေးတွေရဲ့လူနှမပွားတွေမြင့်တက်လာစေဖို့ကျွန်တော်ကွန်ပျူတာသင်တန်းတွေဒီဒေတာမှာလာခွင့်ပါမယ်ဒီကတော့စနေတကြနဲ့အသေးစိတ်ပြင်ဆင်ပြီးတော့တကယ်တက်မြောက်ကျွမ်းကျင်တဲ့ထီကိုတူကွန်ပျူတာတစ်စုံစီနဲ့ကျွန်တော် တည်တည်ချာချာစူးစမ်းပြီးတော့ပြင်ဆင်နေပါတယ်တော်တော်တို့အတွက်လိုချာသည့်နေနေလာတော့မဖြစ်ဘူးပြရပါတော့အဲရောက်လို့ဒီကောင်တတတတကြောင်းမတက်သေးဘူးလားကြောင်းမတက်သေးဘူးလားနေမကောင်းလို့လားဘာဖြစ်နေလဲတားဖာဖြစ်နေပြီ ပြောပြီးတော့လေမရှိတော့လေခိုက်မှသူတို့ဒီမှာငါဆန်းစားငါဆန်းစားတယ်လက်နဲ့ငါဆန်းစားတယ်ငါဆန်းစားတော့ဒီမှာဥမြင့်ဦးอ่ะဥမြင့်ဆိုတာပါလေဥမြင့်အင်းတကြီးတဲ့သမီးတို့ကတော့ငါစတောင်ရဲတဲ့လက်ဆန်းဆန်းစားတယ်သမီးတို့မှာចောင်းသားလေးတွေရှိတယ်သမီးမှာသားတယောက်သမီးတယောက်တရွာလုံးပေါ့နော်တရွာလုံးမရှိလို့ဟိုရွာတွေကဒီရွာဘောင်းဆောင်ဆန်းစားတာပေါ့နော်ဆန်းစားတာသမီးဆန်းစားလို့ဆိုဘလို့ဘလို့လိုက်ချူထိုးလာဟောလက်ကလေးနဲ့ဟုတ်ငွေပြင်မာလေးတွေလည်းဒီလောက်ခွဲရှိတယ်ခိုက်တော့မှ900ရတယ်အခုမှလည်းအဲ့လောက်ပဲရှိတယ် ဟိုဘက်ငါးတိုင်မှာသမီးတို့တွေပေးပါတယ်။ဟုတ်။နှစ်ကလည်းမစမ်းပါဘူး။သမီးတို့ယောက်ျားတွေကအခုဆိုတရားစွဲခံထားတော့ရှာစားခွင့်မရှိဘူး။ရှာစားခွင့်မရှိတော့သမီးတို့လက်ဆက်ဆက်တာလက်ဆက်ဆက်တာကအခုသမီးတို့ငါးဆန်းအောင်ရုံးတင်ထားတယ်။ 哦，用完都没得贴心的啊！贴心的反正好几倍嘞，别用多啊！反正总共用一万八百嘞，来来。一万八百那是，俺那个钱来。都没多好啥？不，好啥都玩，都伢那都玩，都没多少。多好啥？你多的呀嘞？多玩嘞？应该呀，十月第二来的，应该呀都应该呀十月第二你多玩的，都伢应该那白天都好啥？啥来的？都没多少，没洗了，了散散散的，俺都，把那嘛下啥的，莫顾了，是吧？ ်နုံတော့ကဒါဆိုတော့ကသူများရှိမှကျူးကျော်ပြီးတော့လက်စားတာပေါ့တဲ့သမီးတို့ပြောတယ်သမီးတို့ကလည်းပြောတယ်သမီးတို့ဒီယောက်ျားတွေကတရားစွဲခံထားတော့သမီးတို့မှခလဲတွေလည်းရှိတယ်စားဖို့နေမပြေလည်လို့ဟို၃ရက်တစ်ပတ်၄ရက်တစ်ပတ်သမီးတို့တွေရှာစားပါတယ်လို့သမီးတို့ပြောတယ်အာကျွန်တော်တို့ကျင်းလက်ဒေတာကျော်ပါအခုတရားရင်ကအခုဘယ်တာထပ်ချိန်လိုက်ပြန်ပြီတမီးတို့ခလေးရည်နဲ့ချိန်တယ်ညလားဟုတ်ကဲ့အေးဟုတ်ပြီအဲ့တော့လေသမားသမားကလည်းချိန်ဆက်ပြီးတော့အမြန်ဆုံးတရားစီရင်ဖို့တရားသူကြီးကိုပြော နော်အမြန်တို့အမိန်ချအေးဘာမှမသိဘူးသူတို့ချလာတဲ့အမိန်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကတရားစီရင်မှန်နိုင်ရဲ့ဒီအင်းဒီကြီးတွေရဲ့အောက်ခြေပြည်သူလူထုပေါ်ဖီစီနှိမ့်ဆက်နေစေတဲ့ဒီအစိုးရဘက်ကပြင်ဆင်ပြောင်းလဲပေးရမယ့်အကြောင်းအရာတွေကျွန်တော်တို့ထောက်ပြမယ်သမီးတို့ပြောဟောတာလေအခုရွာလူကြီးရပေါ့နော်ဟိုအင်းဒီကြီးတွေလာဖမ်းရင်လေမဖမ်းနိုင်လို့ဘာမှမပြောဘူးအခုဦးတက်ဝဲတော့လာပြီးတော့လုံလို့ပေါ့နော်သမီးတို့ကလာပြီးတော့ရွာသူရွာသားစားအောင်လို့လာလုံလို့အခုနန်းနပ်ပပရှာစားခွင့်လေးရတာနှစ်တိုင်းနှစ်စုံစုံသမီးတို့ စမ်းစားပေးနေလေဖေရငါတွေနဲ့အဖက်ခံပြီးသမီးတို့ရှာစားရတယ်။အဲဝင်းစိုးဆိုတဲ့ကောင်ကလည်းလေသမီးတို့ဆက်သောင်းနဲ့သမီးတို့နှစ်ခင်းညာတော့မရင်းကြတာ။ဟုတ်လား။အဲ့ဒါသမီးတို့ကဟိုမှာငါးဆန်းဟိုမှာငါးဆန်းတော့လေသမီးတို့အာမီဖုန်းနဲ့လာတဲ့ရိုက်။လာတဲ့ရိုက်တော့ဒီလိုတယ်လို့ဒေါခုမိကမရှိပါနဲ့အာမီဖုန်းနဲ့လာတဲ့တို့ကမရှိလို့လက်ဆန်းစမ်းစားတာလို့မပြေမဒီလောက်ရှိတဲ့တပိတ်တာမှ900ရတယ်လို့ဓာတ်ဟုတ်တစ်လုံးပြအောင်မနဲ့စမ်းစားရတယ်လို့ တို့ကလည်းမရှိတော့ရှာစားတာပေါ့လို့ရှိမှပဲရှာစားမှာပေါ့ဆိုတော့ငို့တွေကဘာပဲညင်ညင်ရုပ်ရုပ်တွေကြော်ပြီးအမီခိုးတွေနဲ့ဘာဖြစ်တယ်ညာအမီခိုးတွေနဲ့ဘာဖြစ်တယ်ပြောတာဩအခုလာကြလာကြအဲ့ဒါသမီးတို့တရားဆွဲထားတယ်ငါဆွဲထားတယ်ဟုတ်ပြီတရားရုံးသွားတဲ့ချိန်တို့တရားရုံးကပြန်ပြီးတခုခုဆုံးမဲ့ချတာလို့ဆိုရင်ကိုတိမ်ဝင်းတို့လမ်းကြောင်းကြတာနော်ဟုတ်ကဲ့ဘုန်းတော်ပါတယ်ကွာနော်ဟိုသာတရားလူကြီးอ่ะကျွန်တော်တည်းတဲ့ရချိုင်းမှန်လားတဲ့မလာရင်တဲ့ပုံသိမ်းဟိုသာတဲ့အဖက်ခက်ရွက်ချက်ပေးရမယ်တဲ့သမီးတို့ရက်မှန်သွားတော့သမီးတို့ကမေးတယ် ။သမီးတော့ရမှန်လားသားနဲ့လို့အခုလို့အင်းတကြီးကမလာတာကြာတော့ဘာဖြစ်လို့လဲလို့ဆိုတော့အဲ့ဒါကြာဘာမှမပြောဘူး။